မင်းလေးမျိုးအတွင်းကဒလန်များကြီးဆိုးရာနေရာတွေမှာစစ်မှုတန်းစင်းမပလိုပါကငွေကျပ်သိမ်းချီပေးနေရတယ်လို့ AMIG မှစုံစမ်းသိရှိရပါတယ်။မင်းလေးမျိုးကပြည်ကြီးတခုချမ်းမြတာစီ အောင်မြေတာစံမဟာအောင်မြေရှိပိုင်းပတိန်ကြီးရက်ွက်တွေဟာအဆိုးဆုံးဖြစ်ပြီးလစဉ်စစ်မှုတန်းမပအောင်စစ်မှုတန်းကြီးသိမ်းရာချီဆဲချီတောင်းနေကြတယ်လို့ဒေသခံတွေထံကသိရပါတယ်။နာမည်ကြီးဒလန်တွေဖြစ်ကြတဲ့ပောက်ခွေးတပည့်တွေနဲ့ ချစ်ကိုတပည့်တွေကရက်ကွက်အုပ်ချုပ်ရေးမှုတွေနဲ့ပေါင်းပြီးလှုပ်ရှားနေကြတာဖြစ်တယ်လို့မြို့နေပြည်သူတဦးကဆိုပါတယ်။ရက်ကွက်အတွင်းရှိစစ်မှုရန်အကျုံးဝင်သူအားလုံးမဲနိုင်ရမှာဖြစ်ပြီးလူကိုယ်တိုင်ဖြစ်စေပြူစောတိများမှကိုစားဖြစ်စေမဲနိုင်ရမှာဖြစ်ပြီးမဲပေါက်သူများကိုခံဝင်လက်မှတ်ထိုးခိုင်းမှာဖြစ်ခါမဲပေါက်သူများထွက်ပြေးတိမ်းရှောင်ပါကကျန်ရှိသူမိသားစုများကိုဖမ်းဆီးခြင်းမိသားစုလိုက်တိမ်းရှောင်ပါက နေအားချိတ်ပိတ်ခြင်းတို့ဆောင်ရွက်ဖို့လဲစီစဉ်နေကြောင်း Voice of Mandalay ကဖော်ပြထားပါတယ်။ယခုရပိုင်းတွင်မန္တလေးမြို့အတွင်းကရက်ကွက်တော်တော်များများမှာအထမစစ်မှုထမ်းခိုင်းဖို့အတွက်မင်းနိုင်ရွေးချယ်မှုတွေဇက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။